စကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကလေးမြို့နယ်မှာရုကောက်ပွဲနီးလာတာနဲ့အတူအသက်20နဲ့30ကြားလူငယ်တွေနေ့တိုင်းလိုလိုပေါ်တာဆွဲခံနေရတဲ့အတွက်မြို့ကန်တွေစိုးရင်ထိတ်လန့်နေရတယ်လို့ကလေးမြို့ကန်တွေက DBB ကိုအတည်ပြုပါတယ်။လက်ရှိကလေးမြို့ပေါ်မှာရုကောက်ပွဲကျင်းပနိုင်ဖို့နိုဝင်ဘာ28ရက်နေ့ကနေစပြီးတအိမ်တက်တအိမ်စင်ဒေါ်တူဒေါ်စနစ်နဲ့စင်ရင်လိုက်လံကောက်ယူနေတယ်ဆိုပြီးစစ်တပ်ဘက်ကထုတ်ပြန်ကြေညာထားပါတယ်။အဲ့လိုစင်ရင်ကောက်ယူတာတွေရဲ့နောက်ွယ်မှာလူငယ်တွေအများစုအဖမ်းခံနေရတာဖြစ်ပြီး ဘော်ဒါဆွဲခံရပါကတယောက်ကိုသိန်း30နဲ့50ကြာပြန်ရွေးယူရတယ်လို့မြို့ခံတွေကဆက်ရှင်းပြပါဗျ။ကလေးမြို့ကန်တယောက်ရဲ့ပြောပြချက်တွေကိုစက်တော်ရဲ့အခက်ခဲတွေကြောင့် DBB သတင်းတောက်ကအတန်းအစားထုတ်ဖတ်ထားပေးပါဗျ။အခုကဘာဖြစ်နေလဲဆိုတော့မဲစင်းဆိုတာထက်ပေါ်ဒါဆွဲခံရမှာကြောက်နေရတယ်။အသက်20နဲ့30ကြာလူငယ်တွေမြို့ပေါ်မှာဇက်တိုက်အဖမ်းခံရတယ်။ဖမ်းမိရင်သိန်း30နဲ့50ကြာပြန်ရွေးရတယ်။မရွေးနိုင်ရင်ချင်းပြည်ပတ်တက်တဲ့စစ်ကြောင်းကိုအပုတ်ခံရတယ်။တခါတလေအရက်ဆိုင်တွေဘီယာဆိုင်တွေအထိပါဝင်ဖမ်းတယ်။ အယဝင့်နဲ့မတူကာပရာဒူကာတို့နဲ့လိုက်ပြီးလမ်းသွားလမ်းလာတွေရခိုင်ပြီးဖမ်းတာကပုံမှန်လိုဖြစ်နေပြီဗျအခုတော့ကလေးမျိုးလမ်းပေါ်မှာအရေးကြီးကိစ္စမရှိရင်အပြစ်မထွက်ရဘူးဖြစ်နေတယ် ပေါ်တာဆွဲခံထားရသူတွေရဲ့ကြံရည်သူမိသားစုတွေကို DBB ကဆက်သွယ်ဖို့စ조사နေပေမဲ့လုံခြုံရေးအခြေအနေကြောင့်ဆက်သွယ်ရဖို့ခက်ခဲနေစေပါပေါ်တာဆွဲခံထားရသူတွေနဲ့ပတ်သက်ပြီး DBB ကရတဲ့အချက်အလက်ဆိုရင်ပေါ်တာဆွဲခံရပြီးနောက်ငွေနဲ့ပြန်မရွေးနိုင်တဲ့သူတွေဟာကလေးမျိုးကနေချင်းပြည်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့တပ်တွေစီကိုအပုတ်ခံနေရတယ်လို့ဆိုပါတယ်အခုလိုမျိုးပေါ်မှာရွေးကောက်ပွဲအကြောင်းပြပြီးပေါ်တာဆွဲနေတာတွေဒေါက်တူဒေါ်စနစ်ဆိုပြီးတအိမ်တက်တအိမ်ဆင်းလိုက်စစ်နေတာတွေကိုကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီနဲ့ကလေးမျိုးကနေပေါင်းပြီး နိုဝင်ဘာ30ရက်နေ့ကစစ်အုပ်စုရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုစတင်ကြဖို့အတွက်လူမှုဟောပြောပွဲလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ခေတ်အဆက်ဆက်တော်လိုင်းအင်းမှာပေးဆက်ခဲ့တဲ့ရဟန်းရှင်လူចောင်းသားပြည်သူတွေကိုအလေးပြုတာဌာနဆောင်မှာ CDN ပြည်သူဝန်ထမ်းတွေကိုလက်ခုပ်တီးဂွန်ပြူတာနဲ့ကြာဆုံးနေပြီးတော့အာဇာနီတွေကိုတမနစ်အောင်မေတရိယာငိန်သက်ဂွန်ပြူတာနဲ့အတူရွေးကောက်ပွဲစတင်ရင်ချက်ချေခတ် cross sign နဲ့ကြွေးကြော်ခဲ့ကြပါတယ်။ အာဒီမြို့ပေါ်မှာဒီရွေးကောက်ပွဲအကြောင်းပြတဲ့ဟာရောဒီကျွန်တော်တို့မတရားစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့နေ့စဉ်နေမြတ် ခန်းစီနေတာဖြစ်တယ်အဲ့လိုအနေထားမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘလို့မှဒီမတည်ငြိမ်တဲ့အနေထားမှာဒီရွေးကောက်ပွဲကိုဒီဘလို့မှဒီစိတ်ဝင်စားစရာကြောင်းအာတဆိုးတဆက်မရရှိမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်တယ်ထို့သူပဲဒီကျွန်တော်တို့ဒီတော်လိုင်းကြီးထိန်းချုပ်တဲ့နေမြေပြည်သူထိန်းချုပ်တဲ့နေမြေမှာလည်းပြည်သူတွေပြည့်ပြည့်သားသားဖော်ပြတဲ့အတိုင်းပဲပေါ့ဗျာဒီကျွန်တော်တို့စစ်ကောင်စီကနေပြီးတော့ဒီအာဒီစိတ်ကောင်းချိန်ပြီးတော့ခွေးသားရောင်းမဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုလည်းအာကျွန်တော်တို့ပြည်သူတည်အလုံးနေနဲ့လုံးဝလုံးဝ ကဒီလက်ခံမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြည်သူတရားလုံးနေနဲ့အထူးသဖြင့်ကလေးတွေတာခံပြည်သူတရားလုံးနေနဲ့အရှင်းရှင်းလင်းလင်းအစန္ဒထုတ်ပေါ်ပွဲတွေကျွန်တော်တို့ဒီသဘောထားထုတ်ပြန်ချက်တွေနဲ့သူကျွန်တော်တို့ဒီညီလာခံနေနဲ့ကျွန်တော်တို့ထုတ်ဖို့ပြသပြီးသားဖြစ်ပါတယ်ဗျာဟုတ် ဒီဇင်ဘာ28ရက်မှာကျင်းပမယ်ရွက်ကော့ပွဲအပိုင်း1မြို့တွေထဲမှာကလေးမြို့လည်းပါပါတယ်။လက်ရှိကလေးမြို့နာအိန္ဒိယမြန်မာလမ်းမကြီးတိုက်ပွဲတွေပြင်းထန်နေပြီးချင်းပြည်နယ်ကိုစစ်ကြောင်းထိုးနေတဲ့အထက်ကလေးမြို့ကထွက်လာတဲ့စစ်ကြောင်းတစ်ကြောင်းပါဝင်နေတာပါ။ဒါကြောင့်ကလေးမြို့ကန်တွေဟာအတိအယောင်ရွက်ကော့ပွဲကိုစန့်ကျင်ဖို့နဲ့ပေါ်တာဆွဲဖမ်းဆီးနေတာတွေရပ်ဖို့တောင်းဆိုနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။